ဟောလိုဝါညံဖြစ်တာကြောင့်ကျွန်တော်တို့တငယ်ချင်းသုံးယောက်ဒေရှာပြင်ဆင်ပြီးအလဲထွက်လာခဲ့ကြတယ်။ညှိနှက်နေပြီမို့လမ်းမပေါ်မှာလည်းလူသူတော်ကင်းမဲ့နေတာပေါ့။ကျွန်တော်တို့တငယ်ချင်းသုံးယောက်စကားပြောရင်လမ်းလျှောက်လာလိုက်တာပန်းကြံနာမှာရှိတဲ့လမ်းတစ်ဖက်ကန်းကမှောင်ရိပ်ထဲမှာထိထိကြီးရှိနေတဲ့အင်ကြီးရှိကိုရောက်လာခဲ့ကြတယ်။အင်ကြီးကိုတွေ့တာနဲ့သုံးယောက်သားအကြည့်ချင်းဆုံသွားခဲ့ပါလေ။ဒါနဲ့ပဲလမ်းမပြီးခဏထိုင်ပြီးအင်ကြီးအကြောင်းကိုစကားစမြည်ဆိုကြတယ်။ အိမ်ကြီးမှာမီးအောင်ဆိုတာလည်းမတွေ့ရဘူးပေါ့ဟော်လိုဝမ်ညဖြစ်ပြီးမဲ့လဲတခြားအိမ်တွေလိုမျိုးအလားအပါပြင်ဆင်ထားတာတွေဘာတစ်ခုမှလည်းမတွေ့ရသလိုအဲ့ဒီအိမ်ကြီးကိုလာတဲ့ဧည့်သည်ရဲ့လို့လည်းမတွေ့ဘူးအိမ်ကြီးကတော့မှောင်မဲပြီးယိုယွင်းပျက်စီးနေတဲ့အိမ်အုပ်ကြီးပေါ့ဒါနဲ့တငယ်ချင်းဖက်တီကကျွန်တော်တို့ကိုပြောပြတယ်ဒီအိမ်ကြီးရဲ့ရာဇဝင်အကြောင်းပေါ့ဒီအိမ်ကြီးကရာဇဝင်ရှိတယ်ကွာအဲ့ဒီအိမ်ကြီးမှာဘသူမှမနေရဘူးလို့ထင်ပေမဲ့အိမ်ပိုင်ရှင်မျိုးသားတအုပ်တော်နေတယ်သူ့မိမကအရန်မှားတယ်လို့ပြောကြတယ် ငါတို့တော့တစ်ခါမှမမြင်ဘူးဘူးသူမိမနဲ့သူနဲ့မလိုက်ဖောက်အောင်ကိုကွာရှားလာတာပေါ့ဒါကြောင့်မဲသူ့ဇနီးမယားပေါ်ကိုဆိုသူကအရန်တဝင်လို့လားရုပ်စွာအစုံဆာလာပို့တဲ့စာပို့သမားနဲ့တောင်တဝင်တို့ပြီးဆွဆွဲတမောက်တာပေါ့ဒီတန်နေကိုမခံနိုင်တဲ့အစုံဒီနေ့မှာတော့သူတို့လူမြန်နှစ်ယောက်ကြီးကျယ်စွာများကြတယ်အိနီချင်းတွေပြောတာကတော့စကားတွေကြီးကျယ်များပြီးအင်ပန်ရှင်မျိုးသားကသူ့ဇနီးကိုအောက်စိန်နဲ့ခုတ်လိုက်တယ်လို့ပြောကြတယ်စကားတွေများပြီးအတန်တိတ်သွားတဲ့အခါသူတို့အိမ်ရဲ့ပြတင်းပေါက်က မှန်နေမှာသွေးတွေကိုလည်းတွေးကြတယ်။ဒါနဲ့ပဲရဲကဆောင်းဆန်းစစ်ဆေးမှုတွေလောက်တာပေါ့။အလောင်းကိုတော့မတွေ့ရဘူး။သူ့ရဲ့အိမ်ပေါ်ကအင်အားကရှာနေကအနိမ့်နာတော့အကုန်လုံးရှာပြီလေ။သူ့မိမရဲ့အလောင်းကိုတော့မတွေ့ဘူးတဲ့။ဒါကြောင့်မဲတတိမရှိတာကြောင့်ရဲတွေကဒီတိုင်းပဲလှော်ထားလိုက်ရပေါ့။ဖက်တီးစကားကိုကြားလိုက်တာနဲ့ကျွန်တော်ကဖြစ်နိုင်မှာဟုတ်ကွာ။ရဲတော်မတွေ့ဘူးဆိုမှတော့ဒါတမင်လောက်ကြံပြီးပြောတယ်ဇလန်းနေပဲနေမှာပေါ့တို့အဲ့ဒီအိမ်ကြီးကိုတွားကြည့်ကြမှာတောင်းရတာခေါင်းပြင်းဆောင်ရင် ဒီအင်ဂျီစီကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အိမ်ကြီးကအတော်အိုဟောင်းနေပြီးဘရင်တကားတွေကလည်းယိုယွင်းပြက်စီးနေတဲ့တကယ်အိမ်အူကြီးပေါ့ကြောက်စရာလည်းတော်တော်ကောင်းမွန်လာတယ်။မီးတွေလည်းမရှိတာကြောင့်ပိုလို့ပင်ကြောက်စရာကောင်းနေသေးတယ်။တယောက်တည်းပေါ့အဲအနက်နေကိုကျွန်တော်တို့ရလိုက်တယ်။ပြန်လှည့်ဖို့လောက်နေရင်ဘာဝမှတွေ့တဲ့ဘဲကိုကောက်နှိမ့်ချလိုက်တယ်။ ထိုအချိန်မှာပဲအိမ်ပိုင်ရှင်ဖြစ်ရန်တူတဲ့မျိုးသားတို့ထွက်လာခဲ့တယ်။အရက်ကလည်းအတော်ရှိပြီးစူးရဲတဲ့အကြည့်တွေနဲ့ကြည်ပြီးပြုံးနေလို့ပေါ့။သူ့ရဲ့စပင်းနေရခေါင်းထောက်တဲ့ထိရှိတယ်။တောက်ဖို့လည်းကောင်းတယ်လို့ထင်ရတယ်။သူ့ရဲ့လက်မှာတော့တန်ကြီးလင်းလင်းတက်နေတဲ့ပစင်ကျူးကိုခိုင်းထားတာပေါ့။ဟော်လိုဝမ်ညမို့လို့ကျွန်တော်တို့ရှုပ်ရှင်လုံးနေလာတောင်းတာပါ။ဒီနေ့ညဟော်လိုဝမ်ညပဲဟောက်တာပေါ့။ကျွန်တော်စကားဆောင်တာနဲ့သူဟာရည်ပြီးအိုး တို့အတွက်ထူးခြားဆုံးဖြစ်မဲ့ချောကလက်တွေကိုပေးမယ်လို့ပြောရင်အိမ်ထဲကိုလှည့်ပါပဲ။တကားဖို့ကိုပြတ်မပိတ်ပဲတဝက်တစ်ပြက်နဲ့ထားခဲ့တာကြောင့်အိမ်ထဲကမီးလင်းရောင်မှိတ်ပြပြကိုလည်းကျွန်တော်တို့တွေးလိုက်ရတာပေါ့။အိမ်ထဲကမီးလင်းရောင်ကဘသူလဲဘဝလဲသိကျင်တာနဲ့အိမ်ပြင်ပေါက်ကနေပြီးခေါင်းတို့ပြီးကြည့်လိုက်တယ်။ဇပွဲတစ်ခုပေါ်မှာစားစရာတွေနဲ့ပန်းတွေကိုလည်းတေချာပြင်ဆင်ထားတယ်။ ပြီးတော့စပွဲရဲ့တစ်ဖက်မှာမျိုးသမီးတဦးလဲထိုင်နေတာကိုတွေ့လိုက်ရတယ်။မျိုးသမီးကတော့ဟောလိုဝဲညအတွက်တော်တော်ပြင်ဆင်ထားပုံပေါ်တယ်။မိတ်ကပ်တွေလိမ့်လာတာတကယ်ကြောက်စရာကောင်းနေတာပေါ့။ဒီအချိန်မှာပဲအင်ရှင်မျိုးသားကထွက်လာပြီးဟဲ့ကောင်လေးတွေဒီ chocolate ကစည်းကြီးတယ်နော်။ကြော့မင်းတို့အတွက်တရားတစ်ခုပြင်ပြန်ကြတော့အိမ်ပိုင်ရှင်ကြီးကပြန်ခုပ်ပြန်နေပြီမဲ့လဲ။အိမ်ထဲကမီးရောင်အောက်ကစပွဲပြီးမှထိုင်နေတဲ့မျိုးသမီးကသူ့လဲတည်ကျင်စိတ်ပြင်းပြနေတာပေါ့။ဒါနဲ့ပဲ ဦးလေးဟုတ်စပွဲမှာထိုင်နေတာကဒူးကြီးလေဧည့်သည်လားဗျ။အရှင်ဦးလေးကြီးရရဲ့ကြဲကြဲလို့ရင်ဘဲကလာဧည့်သည်ရမှာလေကွာ။အဲ့ဒါငါမေမဆူစီလေ။မင်းတို့သူ့ကိုမြင်ဘူးကျင်လား။သူကအရန်လှတာကွာ။ဒီညဆူစီနဲ့အတူနှစ်ယောက်ဟောလိုဝဲညကိုဖျက်တမ်းဖို့ငါတို့ပြင်ဆင်နေကြတာ။ သူရဲ့စကားဆုံးတာနဲ့ကျွန်တော်တို့လည်းတည်ကျင်စိတ်တွေပို့ပြီးပြင်ရလာတာကြောင့်ခေါင်းတရှန်ငင်းပြလိုက်တယ်။အရှင်မျိုးသားကဘာကိုအဆုံးထိဖွင့်ပြီးစပွဲတစ်ခုလုံးငင်ရအောင်ကျွန်တော်တို့ကိုဖွင့်ပြလိုက်တယ်။ဒီအချိန်မှမြင်လာရတာကကျွန်တော်တို့ဒီနေတဲ့ဘက်ကတွေပြင်လာပြီးထိုင်နေရဲဆိုတဲ့မျိုးသမီးကလူမဟုတ်ဘူးပြ။တည်တည်ရှာရှာစူးစူးဆဆိုက်ကြည့်လိုက်တော့မှပေါ့အဲ့အဲ့အနက်နေရလေအဲ့ဒီမျိုးသမီးစီကနေလာတာပေါ့မျက်လုံးတွေကမိကလိန်းတဲ့ဘွယ်ထင်နေမယ်တည်တည်ရှာရှာစူးကြည့်လိုက်တော့သူ့ရဲ့မျက်လုံးတွေမှာ မျက်လုံးမရှိတော့ဘူးဗျာလောက်ဒေတာတက်နေတာပေါ့နှက်ခမ်းကိုလည်းအရှိအမဲနဲ့တွဲရှုပ်ထားပြီးတော့ရိုးပေါ်ရေတင်တဲ့ခန္ဓာကိုယ်ပေါ်မှာ မျိုးသားကအင်းကြီးတက်တက်တွေဝတ်ပေးထားဖို့ပေါ့တယ်သူရဲ့အည်ပြားတွေဟာလေညိုမဲပြီးတော့ပုတ်ရည်တွေတောင်ခွက်ကြတယ်ဒီမြင်ဝင်းကိုမြင်လာရတဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဘဝမှာပြေးမှုတဲ့အချိန်ထက်ကိုခက်မြန်မြန်ပြေးခဲ့ကြတယ်အတန်ကိုပြန်တူအော်ဟစ်ပြီးလှည့်ပြီးထွက်ပြေးခဲ့ကြတယ်အနီးတော်ကလူတွေနိုးလာဖို့ကြဲကြီးအော်ဟစ်ကူညီတောင်းခဲ့ပေမဲ့လည်းဘူးမှမနိုးလာဘူးပေါ့တော်တော်လေးကြည့်တဲ့အပြင်တော့ကအဆုတ်တွေနှလုံးတွေပြုတ်ထွက်မတော့ကိုပြေးခဲ့ကြတယ်မပြအိမ်နာတဲ့အထီးပြေးလင်ခဲ့ကြပြီးအိမ်နာရောက်ခန်းဒီမှာအသက်ရှူမွားတော့တာကြောင့်တောင်းရောက်တာ ခဏရက်ပြီးတယောက်ကိုတယောက်စိုက်ကြည့်နေမိကြတော့တယ် ဖြစ်ပြခဲ့တဲ့ဖြစ်ပျက်တွေကိုလည်းမယုံနိုင်ဘူးပေါ့ကျွန်တော်တို့မြင်ခဲ့လိုက်ရတဲ့မြင်ကွင်းတွေကိုတခြားလူပြောပြရင်အောင်ကြောင်းမှမဟုတ်တော့ကြဘူးသူကဘာမှမပြောဘူးတောင်းရောက်ကောင်းချင်းဆိုင်ပြီးဆုံးဖြတ်ခဲ့ကြတယ်။မန်ရှင်ပေးလိုက်တဲ့ချောကလက်တွေကိုလည်းဖွင့်မကြည့်ပဲအဲ့ဒီနေရာမှာပဲပြစ်ထောက်လိုက်ကြတယ်။အရာအလုံးကိုမေးဖို့ဆုံးဖြတ်ခဲ့လိုက်ကြတယ်။ဒါပေမဲ့လည်းဒီဖြစ်ပျက်ကြီးကိုမေးနိုင်ဘူးဟော်လိုဝတ်ညရောက်ပိုင်းဒီအကြောင်းကိုကျွန်တော်တို့ပုံမြင်တဲ့ပုံလိုပြန်ပြန်ပြောနေမှာကြောတာပေါ့။တက်လန်လေးကိုဒီမှာပဲအဆုံးသတ်ပြန်စီအဆုံးထိနားဆင်မိတဲ့ပရိသတ်တယောက်ရှင်စီကိုကျေးဇူးများတင်ပါတယ်ရှင်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနားဆင်ဖို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့တောင်းဆိုပါရစေ။